ဟယ်လိုလင်းလက်ပြောအော်အေးဖုန်းမဆက်တာလည်းကြာပြီအခုတော့ဘာကိစ္စရှိတော့လဲအော်ထိုင်းအောင်လာခြင်းလို့လားအာဟုတ်ပြီဟုတ်ပြီအဲ့ဆိုရှင်ကအတိကိုတယောက်မေးပေးမယ်သူ့မေးပြီးလို့ရှင်ပြန်ပြောပြမယ်နော်ဟုတ်ပြီအဲ့ဆိုရှင်ခဏလေးနော်သူ့ဖုန်းဆက်ပြီးပြန်ဆက်လိုက်မယ်ဟုတ်ပြီဟုတ်ပြီ ဟယ်လိုဟုတ်ကဲ့မေးရှိပါဟုတ်ကိုညီမလေးမေးစရာလေးရှိလို့ဟုတ်ညီမတငယ်ချင်းတချို့อ่ะလေမြန်မာနိုင်ငံမှာပေါ့เนาะ၃ရောက်လောက်တော့ရှိရပြီးတော့ဒီထိုင်းကိုရောက်နေရ TR visa နဲ့က၂ရောက်လောက်ရှိရပေါ့เนาะအဲ့ဒါကိုသူတို့ကတချို့ကြတော့ចောင်းတက်ဖို့လာတာတချို့ကြတော့အလုပ်လုပ်ဖို့ပေါ့เนาะအဲ့ဒါကဘလူလူတွေကဖယ် visa ကိုရှောက်ထားတင်တယ်ကိုအဲ့လေညီမတို့တစ်ချက်လောက်ရှင်းပြပေးပါလားအဲ့တော့တော့ညီမတို့ရွေးချယ်မှုပေါ်ပဲမူတည်တယ်ပေါ့နော်အခုတော့ဒီဘန်ကောက်မှာဒီကြောင်းလဲတက်ချင်တယ် အာပြီးတော့အလုံးလဲလုတ်ချင်တယ်ဆိုလို့ရှိရင်အကူ ETI visa ကြတော့အကူကြောင်းတက်လို့ပဲရမှာကွာတိလားဟိုအလုံးလုတ်လို့မရအောင်ဘာလို့ဆိုတော့ तू ကဒီပညာရေးအတွက်ပညာရေးသင်ကြားဖို့အတွက်ပဲတိတက်ထုတ်ပြထားတဲ့ visa မဟုတ်လို့လေอืมအလုံးတစ်ဖက်နဲ့ကြောင်းတက်ရှင်တယ်ဆိုတော့ညီမရွေးချယ်မှာဒီလိုရှိတယ်ပေါ့နော်ဒီအင်ရ supporting ပြပြဝါနဲ့လို့ကြောင်းတက်မှာလားဒါမှမဟုတ်အင်ရလည်းထိုင်လျောက်ထောက်ကိုကလည်းဒီမှာလုံးလုံးနဲ့ကြောင်းတက်ဖို့ဆိုလို့ရှိရင်တော့ ဟိုအကူတို့ဒီမှာလက်ရှိပေါ့နော်ဒီမတ်တီလို့ခေါ်တဲ့ခိတ်ထပြမိုင်လုပ်ငန်းစဉ်တွေရှိတယ်ပေါ့နော်ဘတ်အဲ့ကောင်ကြတော့အကူတို့ကဒီအဲ့ရနေစာအုပ်အနီပေါ့နော်အစိမ့်တော့မရဘူးပေါ့ဒီစာအုပ်အနီညီမတို့အဲ့ရပါလာမယ်ဆိုရင်ဒီခိတ်ထပြမိုင်လုပ်ငန်းစဉ်တွေကနေပြီးတော့ဟောပါမရဟောပါမရပြီးအဲ့ရနေ percent ပြန်နေပြီဆိုရင်အဲ့အဲ့မှာရထားတဲ့ အဒီနေထိုင်ခွင့်အလုပ်လုပ်ငန်းခွင့်အထောက်အထားတွေနဲ့လည်းညီမတို့ university ကိုပြန်ပြီး join လို့ရတယ်ဒါပေမဲ့လက်ခံတဲ့ university ရှိရဲလက်မခံတဲ့ university ရှိရဲပေါ့နော်ဒါပေမဲ့လက်ခံတဲ့ university တော့ပုံများတယ်ညီမဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အကိုတို့ကဒီထိုင်းနိုင်ငံမှာတရားဝင်နေထိုင်တဲ့မိသည့်လုပ်သားကိုမဆိုပေါ့နော်တရားဝင်နေထိုင်တဲ့မိသူမဆိုပေါ့အကိုတို့ကဒီပညာသင်ကြားခွင့်မရှိဘူးဆိုတဲ့ဥပဒေမရှိဘူးเนาะအဲ့ဒါကြောင့်မလို့ဟုတ်တယ် အဲဒါမှမဟုတ်တခုတော့ရှိအောင်လေမိဘ supporting ပြပြဝါနဲ့တက်ပါဆိုလို့ရှိရင်တော့ EDB visa နဲ့ပိုကောင်းတာပေါ့နော်ကျောင်းကောင်းကောင်း university ကောင်းကောင်းပါပေါ့အဲလိုမှမဟုတ်ပဲအလုပ်လေးတစ်ဖက်နဲ့အကြောင်းလေးလည်းတက်ချင်တယ်ဆိုလို့ရှိရင်တော့အကိုတို့ဒီဒီဘယ်လိုပြောလဲမတ်တီးရနေရတဲ့အကိုတို့ဒီဘောပါမင် visa ကတော့ပို့ပြီးတော့ကောင်းတယ်တင့်တော်ရဲ့လို့အကုန်လုံးမြင်တယ်ဟောတထင်းငါးရပြီလည်းနည်းနည်းလွယ်တာဆိုတော့လေဟုတ်ရတယ်ညီမတက်လို့ရတယ်တက်လို့ရတယ်ရတယ်ရတယ်ညီမပြဿနာမရှိဘူးဟုတ်အဲ့ဆိုရင်ခဏလေးနော်ကိုညီမတို့ဖုန်းပြန်ဆက်ပြီးပြောပြလိုက်အောင်ဟုတ်ဟုတ်ကျေးဇူးပါကိုဟုတ်